ယူကရိန်းစစ်ပွဲကိုဆုံးမသက်ပါကတိုက်ခိုက်ခံရမယ်လို့ရုရှားထိပ်တန်းရာရှိတွေကိုယူကရိန်းသမ္မတဇလင်စကီးကတတိပေးလိုက်ပါတယ်။ယူကရိန်းကမှအမေရိကထောက်ပံ့ပေးတဲ့လက်နက်တွေရဲ့အကွာအဝေးကန့်သတ်ချက်ကိုယုံသိမိနောက်ရုရှားရှိဘယ်နေရာကိုမစိုးပြစ်မှတ်ထားနိုင်ကြောင်းအစိုးရတရင်းလှနာရဲ့လူတွေ့မမြင်ခံမှာဇလင်စကီးကပြောကြားခဲ့ပါတယ်။ဘုံကိုချင်းနေတမားရှိတယ်ဆိုတာသူတို့ရှာထားရတော့မယ်။ဒီစပွဲကိုမရဘူးဆိုရင်သူတို့ဘုံကိုချင်းနေလိုအပ်လိမ့်မယ်လို့နေရော့မှာ ပြုလုပ်တဲ့တွေ့ဆုံရေခံမှာဇလန်စကီးကပြောပါတယ်ဇလန်စကီးကနယူးယောက်မြို့ကုလသမဂ္ဂလူမျိုးနိုင်ငံကိုတက်ရောက်နေတာဖြစ်ပါတယ်ယူကရိန်းသမ္မတက၎င်းရဲ့စစ်တပ်မှာကီလိုမီတာ3000မိုင်ပေါင်း1864မိုင်အထိပြန်တန်းတက်ခတ်နေတဲ့တက်ခတ်ရေးဒရုန်းတွေရှိကြောင်းပြောပါတယ်ရုရှားသမ္မတရဲ့ဗလာဒီမာပူတင်တရားဝင်နေထိုင်ရာကရမလီဟာယူကရိန်းနဲ့စကားနေဆိုရင်ကီလိုမီတာ450ခန့်အကွာမှာရှိပါတယ်ရဲသားတွေကတော့ပြစ်မှတ်ထားမှာမဟုတ်ဘူးလို့ဇလန်စကီးကပြောပါတယ် မေလမှာယူကရိန်းမဟာမိတ်ဂျာမနီပြည်ထောင်ပြည်သစ်နဲ့အမေရိကန်တို့ကယူကရိန်းဟာ၎င်းတို့ထောက်ပံ့ပေးတဲ့လက်နက်တွေအပေါ်ကန့်သတ်ချက်အများအပြားရုပ်သိမ်းခဲ့ပါလိမ့်။ဒီထောက်ပံ့ခြင်းဟာရုရှားမှာရှိတဲ့စစ်ပဆိုင်အလေးအရာတွေကိုတိုက်ခတ်ခြင်းဖြင့်ယူကရိန်းရဲ့ခုခံကာကွယ်နိုင်စွမ်းအားကောင်းစေမှာဖြစ်ကြောင်း PD Frederick Mars ကပြောပါလိမ့်။ယူကရိန်းအမြတ်သိမိကရုရှားရဲ့စွမ်းအင်ဆိုင်ရာခြေကန်အဆောင်တွေကိုတိုက်ခတ်မှုတွေရှေ့ပြေးခဲ့ပါလိမ့်။ရုရှားရဲ့ရင်းနှီးချက်စုံတွေတိုက်ခတ်ခြင်းဟာထိရောက်ဆုံးပိတ်ဆို့ရေးယူမှုဖြစ်ကြောင်းဇီလန်စကီးကပြောပါလိမ့် ်မရိကန်ကတာဝန်ပြည်လင်းတွေကိုထောက်ပံ့ပေးမယ်လို့မျှော်လင့်ကြောင်းသူကပြောပါတယ်ယူကရိန်းကရသားပြမတ်တွေကိုတိုက်ခိုက်မှာမဟုတ်ကြောင်းနဲ့ကျွန်တော်တို့ကအကြံဖက်သမားတွေမဟုတ်ဘူးလို့ဇီလန်စကီးကပြောပါတယ်အရက်ပတ်ချင်းန်ဆောင်းလို့လူတွေရက်ွက်တွေကိုဘုံကျတဲ့ခန့်ကြီးကရုရှားကသာအကြံဖက်သမားဖြစ်ယူကရိန်းအနာမန်တွေကအကြံကြီးပြောနေတာဖြစ်ပါတယ်ဒါအပြင်ခုကောင်ကမ္ဘာသမိုင်းမှာဖြားအပြေဆုံးလက်နက်ရှင်ပြန်မှုတစ်ခုတော့ဖြစ်နေပြီလို့ဇီလန်စကီးကပြောပါတယ် ရုရှားသမ္မတဘုရင်နေနဲ့ဥရောပမှာစစ်ပွဲချဲ့ထွက်လို့တဲ့ဆန္ဒကြောင့်သူ့ကိုနိုင်ငံတကာအတိုင်းဝိုင်းကတားဆီးကြမစလစ်ကီးရလည်းပြောပါလေ။ကမ္ဘာကြီးချင်းတွေကြည့်ကုလသမဂ္ဂအပေါ်ဝင်အားနည်းတဲ့နိုင်ငံတကာအဖွဲ့အစည်းတွေဟာယူကရိန်း၊ဂါဇာ၊ဆူဒန်နဲ့တခြားနေရာတွေကစစ်ပွဲတွေကိုမတားဆီးနိုင်ဖြစ်နေပြီးနိုင်ငံတွေရှင်းတဲ့နိုင်ငံနိုင်ငံတကာဥပဒေကအထောက်အကူမပြုနိုင်ဖြစ်နေတယ်လို့ပြောပါလေ။ဘယ်သူရှင်းတယ်မလဲဆိုတာလက်လက်တွေကပဲဆုံးဖြတ်ပေးနေတာပါ။ မိတ်ဆွေတွေနဲ့လက်နက်တွေကလွှဲပြီးတော့ဘာလုံးကြုံရင်အာမဂန်ဂျမမရှိဘူးလို့ဇီလန်စကီကပြောပါတယ်။ရန်သမားထရန်နဲ့တူဆုံးပြီးနော်တရကူလာထရီညီလာကနှစ်ပတ်လည်ဆီမဇီလန်စကီကလည်းခုလိုပြောခဲ့တာပါ။လက်ရှိချိန်မှာတော့ယူကရိန်းဘက်ကအဲ့ဒီလိုမျိုးပြောနေပြီးမဲ့ရုရှားဘက်ကတော့ယူကရိန်းရဲ့ခြေနေကိုစောင့်ကြည့်နေတယ်လို့သိရပါတယ်။အမေရိကန်ကတော့ယူကရိန်းနေနဲ့သူတို့ဆုံးရှုံးထားတဲ့နေမီတွေမှသမျှအကုန်လုံးပြန်သိမ်းနိုင်တယ်လို့ပြောနေပြီးမဲ့ မေကဘကခုတည်းဒီဘာမှထရီရောက်အကူမီတော့မရသေးဘူးလို့သိရပါတယ်။နောက်ထပ်သတင်းမှပြောချင်ပါတယ်။အရှိယူကရိန်းရဲ့ဒရုန်းစွမ်းကြောင့်ရုရှားမှလောင်စာဆီပြက်လက်မှုတွေဆက်ဖြစ်နေပြီးတက်စီရဖို့အတွက်ကားတွေမိုင်လေ့ချီတန်းစီဆောင်နေရတယ်လို့သိရပါတယ်။တက်စီသမမှုတမ်းမြစ်ချက်ကိုလည်းပြည်ပကို2026မတိုင်မီထိတက်တန်းတော့ပဲလို့သိရပါတယ်။ရုရှားဆိုရဟာပြည်သူစစ်ကောင်မှတက်စီပြက်တော်မှုတွေဇက်တိုက်ဖြစ်ပေါ်နေလို့ပြည်ပကိုတက်စီသမမှုတမ်းမြစ်ချက်ကိုခုနှစ်ကုန်ထိ တတန်းတို့စီစဉ်နေတယ်လို့ဒုဝန်ကြီးချုပ်ကပြောပါလိမ့်။မကြာခင်မှာတက်စီတင်ပို့မှုတာမြင့်ချက်ကိုခုနှစ်ကုန်ထိတတန်းတို့ကမှဖြစ်ပါတယ်။ထို့လို့သူမဟုတ်သူတွေကရင်းနှံတင်ပို့မှုဆိုင်ရာတာမြင့်ချက်ကိုလည်းခုနှစ်ကုန်ထိချမှတ်သွားပါမယ်လို့သူကပြောပါတယ်။မကြောင်သေးမီလတွေအတွင်းတက်စီလက်ကားဇင်းလုံးတွေမြင့်တက်ခဲ့ပါလေ။ဒီကကြောင်ကတော့ယူကရိန်းရဲ့ဒရုန်းတိုက်ခိုက်မှုကြောင့်ရေနံကျက်စစ်အုပ်တွေထိခိုက်ပျက်စီးခဲ့ပြီးရေးပါတဲ့စစ်အုပ်များပြားပိတ်သိမ်းခဲ့ရတာကြောင့်ဖြစ်ပါလေ ရုရှားဆိုရဟာပြရင်ဘူးလုံးကိုကန်ကွယ်ဖို့ပြည်ပကိုတက်စီတမမှုယာယီတမ်းမြေချအောက်ကုတ်လက်စစ်တမမှာချမှတ်ပါတယ်ဒေသချုပ်မှာ73ပြည်ပြောက်မှုတွေဆက်ရှိနေကြောင်းဝန်ခံခဲ့ပြီးတူလောင်ထားတဲ့အရင်စီတီနဲ့ဒီအခြေအနေကိုဖြည့်ရှင်းနေရတယ်ပြောပါတယ်ဒါပေမဲ့စက်တင်ဘာနဲ့အောက်တိုဘာလလုံးတို့လက်ချက်စီပမာဏရဖို့ကတော့အခက်အခဲရှိနေပါတယ်ခရိုင်းမီးယားကျွန်းဆွယ်မှာရှိတဲ့73ပြည်စံတွေထောက်ခံမှာလောင်စာစီပြတ်နေကြောင်းသတင်းတွေထွက်ပေါ်နေပြီး တိမ်မက်ကန်ခရိုင်းမီးယားဒေသရှိအာနာပိုင်တွေကလောင်စာသည့်ရှာမမှုကိုကိုင်းမဲ့ဖြည့်ရှင်းဖို့လုပ်နေတယ်လို့ပြောခဲ့ပြီးဒီကြီးညာချက်ထွက်လာတာပါ။ဂျီမန်ချက်စိတ်ဝင်ချူဟာလုံရဲမလဲပတ်နေတဲ့အတွက်လောင်စာသည့်ရှာမှုဖြစ်ပေါ်နေရတယ်လို့ရုရှားဆိုရကြောထုံတော့ခံပေးထားတဲ့ခရိုင်းမီးယားဒေသကြီးကကရုတ်တရက်ထုတ်ပြန်ချက်မှာပြောပါတယ်။ခရိုင်းမီးယားဒေသကနေလည်းကျိုးဆွဲကိုလာတဲ့အဲ့ဒီတွေစိတ်ရှိရထားဖို့ကျွန်တော်တို့မြေတားရက်ခံပါတယ်။ဒါဟာရှောင်လွယ်လို့မရတဲ့အခြေအနေတစ်ရပ်ဖြစ်ပါတယ်။ခရိုင်းမီးယားဒေသမှာရှိတဲ့ဒက်စီတန်တွေနေနဲ့ AI95 လောင်စာဆီများကိုနိုင်ငံတွင်းရရှိမှာဖြစ်ပြီး outdate AI92 စီကိုတော့နှစ်ပတ်တွင်းပြန်လည်ရရှိမှာဖြစ်ကြောင်းကတိပြုထားပါတယ်။စနေမ25မှာတော့92လက်ကားစီတို့ဟာတန်ကိုမေဂန်ဒေါ်လာ950ဒေါ်လာထိစနေနေ့မြင့်တက်ခဲ့တယ်လို့သိရပါတယ်။နောက်ထပ်သတင်းမုတ်ပြောချင်ပါတယ်။ Izuzu တွေခုဝင်ရောက်ထားတဲ့နောက်ပတ်ကန်ဂျီဒေတာကို Izuzu တို့အားသိမ်းယူခွင့်ပြုမှာမဟုတ်ပါဘူးလို့ကုလသမဂ္ဂထွေထွေညီလာခံကိုတက်နေတဲ့ အာရနံပါတ်7နဲ့အများစုနိုင်ငံများမှာခေါင်းဆောင်တွေနဲ့တွေ့ဆုံစဉ်မှာအမေရိကန်သမ္မတ Trump ကအာမခံပါတယ်။ဒါပေမဲ့အမေရိကန်သမ္မတ Trump ကပါလက်စတိုင်းနိုင်ငံဖြစ်တည်ယူတော့လုံးဝပြင်ထန်ဆန့်ကျင်ကကွက်နေတာဖြစ်ပါလေ။အစ္စရေးကလည်းနောက်ဘက်ကန်ဒီဒေတာကိုတည်ယူခွင့်ပြုမှာမဟုတ်ဘူးဆိုပြီးတစ်ဖက်လမ်းကလည်းပြောနေတဲ့အတွက်ကြောင့် Trump ရဲ့သဘောထားဟာဘာလဲဆိုတာစဉ်းစားရခက်နေပါလေ။အမေရိကန်မှာပြလို့တွေ့ဆုံမှာ Trump ကအာရဗ်ကောင်စောတွေကိုဘယ်လိုပြောလဲဆိုတော့အစ္စရေးကိုတဲ့နောက်ဘက်ကန်ဒီတာသိမ်းလိုက်ခွင့်ကျွန်တော်ပြမှာမဟုတ်ပါဘူးလုံလောက်ပါပြီခုရက်တက်မှုအချိန်မှန်ပါပြီလို့ဆိုပါတ ဒီတိုင်းကနေဒါနဲ့တင်းသက်ကဲတဲ့နိုင်ငံတွေကပါပါလက်စတိုင်းကိုနိုင်ငံအဖြစ်သိမှတ်ပြုတဲ့ပေါ်တုံ့ပြန်နေတဲ့အစ္စရေးဟာနောက်ဘက်ကမ်းခြေဒေသရဲ့အစိပ်ပိုင်းတစ်ခုခုကိုသိမ်းပိုက်နိုင်ကြောင်းပြောထားပါလိမ့်အင်မီရောမတ်တို့တဲ့စီမတ်တို့ကတမရကရနိုင်ငံရဲ့တမရကျော်ရံပြင်းအာရစဘောင်းရဲ့ပြဇာတ်နိုင်ငံခြားရေးဝန်ကြီးအကြီးဝန်ကြီးချုပ်နဲ့တခြားဒေသတွေနဲ့မွတ်စလင်ခေါင်းဆောင်တွေတက်ပါတယ်။ပြင်းသမမခွန်ကဘယ်ရတမရထရန့်ဟာရေကြိမ်းလိုပဲစုပေါ်မဲ့ကယ်လို့ခြင်းတော့ဂါဇာစစ်ပွဲကိုရတက်မှုလိုအပ်ကြောင်းပြောထားပါတယ်။တကယ်လို့တမရထရန့်သာ ဒီကာဇာစစ်ပွဲကိုအမှန်တကယ်ရက်တန့်အောင်လုပ်နိုင်မယ်ဆိုရင်မိမိအနေနဲ့တမားထရန့်ကိုရိုးပဲစုရဖို့ထောက်ခံမယ်ဆိုပြီးလည်းပြောထားပါလိမ့်တမားထရန့်ကခံထားတဲ့ကာဇာအေးဆိုင်အထုကုစလမစစီဝစ်ကကတမားထရန့်ကဒေတာလွတ်နိုင်ငံတွေကိုအစီအစဉ်တည်းရဲ့တမားထရန့်ကိုတင်ပြထားပြီးကာဇာရေးကလည်းတူတက်မှုရတာမယ်လို့ပြောလို့ကြောင်းပြောတော့ပါတယ်ရှေးလက်ပိုင်းနဲ့ကာဇာညီတည်းရေးအတွက်ထရန့်လက်ဆက်တဲ့ချက်ဆိုတဲ့အစီအစဉ်ဆိုတာကိုကျွန်တော်တို့တင်ပြထားတယ်လို့စတီဗစ်ကကပြောပါတယ် ဒီ season ဟာ Israel ဆိုပြီးတော့မှုလို့နေမကအောင် data တွေ engine တွေရဲ့ဆိုပြီးမှုကပါဖြည့်ရှင်းပေးမယ်လို့ကျွန်တော်ထင်ပါတယ်လို့သူကပြောပါတယ်ကျွန်တော်မျှော်လင့်ပါတယ်ပြီးတော့ယုံကြည်မှုလည်းရှိပါတယ်နောက်မယ့်ပိုင်းမှာတစ်ခုခုတော့တိုးတက်မှုရှိပါတယ်ထုတ်ပြန်ညဏ်လာနေမှာလိမ့်မယ်လို့သူကပြောပါတယ် Hamas ကိုဖျက်ရှားရှင်းဖို့လည်းစစ်ပွဲတန်ခံကာဇာကိုနိုင်ငံကအဖွဲ့တစ်ဖွဲ့ကတည်ငြိမ်ခြင်းရဲ့တာဝန်ယူဖို့တွေပေါင်းတဲ့ season ကိုလည်း Macron ကိုပြောခဲ့တယ်လို့သိရပါတယ် ်အမေရိကန်နဲ့ကျွန်တော်အစီအစဉ်လိုပဲရှေ့ဆက်နိုင်မယ်လို့ထင်ရပါတယ်လို့မက်ခရွန်ကလည်းပြောပါတယ်တကယ်လို့ဒီငင်းကျဲရဲ့အစီအစဉ်မှာအမေရိကန်အာရုံနဲ့ဥရောပနိုင်ငံတွေပါမယ်ဆိုရင်ဂျာလတ်တစ်ခုတော့ထပ်နိုင်မှာပါလို့ဥရောပကောင်ဆောင်တွေက ပြောပါတယ်နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်အိန္ဒိယနိုင်ငံကနျူကလ িয়ার ထိပ်ဖူးသေဆောင်နိုင်တဲ့တာလက်ပစ်ပယ်ထိန်လုံးကြီးကိုစစ်သက်အောင်မြင်တယ်လို့သိရပါတယ်အိန္ဒိယမဟာဗျူဟာတပ်ဖွဲ့ကုကဲဌာနဟာအဲ့ဒီလုံးကြီးကို အိုဒီရှားပြည်နယ်ကြီးစမ်းသက်ရံနေရာတစ်ခုမှာ2025ဩဂုတ်လမှာစမ်းသက်ခဲ့ဖို့ရှိတယ်လို့သတင်းတွေရသိရပါတယ်။အိန္ဒိယကဝေတရနယ်ဖွံ့ဖြိုးရေးဖွဲ့စည်း Agni Fight တုံးကြီးကိုဖန်တီးထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ဒီတုံးကြီးဟာအကွာအဝေးကီလိုမီတာ9000ထိရောက်နိုင်ပြီးအိန္ဒိယတရနယ်ပါကစ္စတန်ထိလောက်လက်လန်းမိနေပါတယ်။အိန္ဒိယဟာအဲ့ဒီနိုင်ငံလုံးနဲ့ကာလရှည်ညှင်းပေါင်းမှုတွေရှိနေပြီးနှစ်များစွာအတွင်းထိတဲ့တိုးကြောင့်လူတွေဆုံးမှုတွေရှိခဲ့ပါတယ်။ ပထမဆုံး MIRV တက်စင်တာနဲ့ Agni 5တုံးကြီးကို2024မှာစမ်းသပ်ပြီးနောက်အခုစမ်းသပ်မှုပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ MIRV ရဒုံးကြီးတစ်စင်းနဲ့နျူကလ িয়ার ထိပ်ကူးရသောအသေးဆုံးနဲ့မှာတဲ့ SFC ကလက်ရှိထိပ်ကူးတစ်ခုတည်းတည်ဆင်နိုင်တဲ့ဒုံးကြီးတွေကိုပိုင်ဆိုင်ထားပါလေ။ဒီ2025စံသမှုကစံဖွဲ့စည်းတည်ဆောက်ပုံတွေကိုအယုံဆိုင်ထားပြီးမြန် MIRV စံသမှုတွေကိုခြေခံတည်ဆောက်ထားတာဖြစ်ပါလေ။ဒါမှဒီစနစ်ကတကယ်လက်တွေ့ကမ္ဘာခင်းချင်းမှာအဆင်သင့်ဖြစ်နေမှာပါလို့ဆိုပါလေ။ ဒီလိုအချိန်ဒီမှာရင်ကုန်တင်မမပြစ်ခတ်နိုင်တဲ့အဆင့်30ပါတဲ့ Agri Fight တုံးကြီးမျိုးဆက်လဲပါဝင်ကြောင်းအိန္ဒိယကဆိုပါတယ်။တရုတ်နိုင်ငံမှာနျူကလ িয়ার ထိပ်ဖို့600ခန်းပိုင်ဆိုင်ရပြီးအိန္ဒိယမှာတော့နျူကလ িয়ার ထိပ်ဖို့180လောက်ရှိတယ်လို့သိရပါတယ်။နောက်ဆုံး Agri Fight ဆက်သမှုကိုအိန္ဒိယဝန်ကြီးချုပ်မော်ရီယာတရုတ်ခီးစစ်မှန်တမ်းပြီးပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ဝန်ကြီးချုပ်မော်ရီယာဆက်တမမှာပြုလုပ်ခဲ့တဲ့ရှန်ဟိုင်းဘောဆောင်ရေးဘက်ထိပ်သီးစည်းဝေးကိုတက်ဖို့တရုတ်ကိုသွားခဲ့ခြင်းလည်းဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ မေလတွင်အိန္ဒိယနဲ့ဖြစ်ခဲ့တဲ့စစ်ပွဲမှာလေယင်ခုနှစ်စင်းကိုမိမိတို့ပစ်ချနိုင်ခဲ့တယ်လို့ပါကစ္စတန်ဝန်ကြီးချုပ်ကကုလမမေကိုပြောပါတယ်။ပါကစ္စတန်ဝန်ကြီးချုပ်ရှာဘတ်ရှာရက်ကကုလထရီနီလာကမှာမေကိုပြောပါမှာမိမိတို့နိုင်ငံအနေနဲ့ပြီးခဲ့တဲ့မေလကအိန္ဒိယနဲ့ဘယ်လိုတိုက်ခိုက်ခဲ့လဲဆိုတာနဲ့ပတ်သက်ပြီးကမ္ဘာခေါင်းဆောင်တွေကိုတင်ပြမယ်လို့ပြောပါတယ်။ဒါအပြင်တောင်အရှနိုင်ငံပေါ်ထိုးနှက်နေတဲ့ရာသီဥတုအကျပ်တဲ့ကက်စမီးယားညှိပေါမှုနဲ့ပါလက်စတိုင်းရဲ့ဂါဇာရှိထိတ်လန့်ွယ်ခြင်းနဲ့ပတ်သက်ပြီးပါကစ္စတန်ဝန်ကြီးချုပ်က နိုင်ငံတကာကောင်းဆောင်တွေကိုတတိပေးပါလေပါကစ္စတန်အနေနဲ့ပြည်ပရန်လူမှုတွေပေါ်ပြပြသသားတုံ့ပြန်မယ်ဆိုပြီး2024ခုနှစ်မေကောမှာမိမိတတိပေးစကားဆိုခဲ့မှုကလက်တွေ့မှာမှန်ကန်ကြောင်းသက်သေပြခဲ့တယ်လို့ဝန်ကြီးချုပ်ကပြောပါတယ်မီနိုနိုင်ငံအခုနှစ်စောပိုင်းမှာအိန္ဒိယထံမှအကြောင်းမဲ့ရန်ဆောင်မှုကိုရင်ဆိုင်ခဲ့ရကြောင်းဒီအပေါ်မှာမိမိတို့တုံ့ပြန်ခဲ့ရကြောင်းပြောပါလေအိန္ဒိယကတော့ရန်သူဘက်ကစိတ်ကြီးဝင်နေပြီးအထက်စီးဆက်သွားနေလာတယ ကျွန်တော်တို့ဘက်ကသူတို့ကိုနှခေါင်းသွေးထောင်လုပ်လိုက်တယ်လို့ပြောခဲ့ပါလိမ့်။ဒီပါဟန်ကန်ဖြစ်စဉ်ပေါ်နိုင်ငံတကာစုံလွှမ်းစစ်ဆေးမှုတရားလုပ်ဖို့ကျွန်တော်တို့ကိုအိန္ဒိယဘက်ကပြစ်ပယ်ခဲ့တယ်။လူသားတွေကံစုံမှုအောင်မကြောက်မှုဖြစ်ရကနေနိုင်ငံရေးမျက်ထောက်ဖို့ကြိုးစားခဲ့တယ်။သူတို့ဟာကျွန်တော်တို့ရဲ့မျိုးတွေအပြစ်မဲ့ရက်သားတွေကိုတိုက်ခိုက်ခဲ့တယ်လို့ပါကစ္စတန်ဝန်ကြီးချုပ်ကပြောပါလိမ့်။ကျွန်တော်တို့ရဲ့ပိုင်းနဲ့နေမြီတိတက်ခံပြမှုချိုးဖောက်ခံရခြင်းမှာကျွန်တော်တို့တပ်ဖွဲ့တွေကအမကန်ပဲ professional ဆက်ဆံစစ်စင်ရေးတွေလုပ်ခဲ့ပါတယ်။ ရန်သူတိုက်ခိုက်မှုတွန်းလိုက်ရင်အိန္ဒိယတိုက်လက်ယူခွင့်အစင်းပြချခဲ့တယ်လို့ပြောပါတယ်။မေလကအိန္ဒိယအုပ်ချုပ်တဲ့ကက်စမီးယားပတ်ချံခီးတော်နေရာတစ်ခုဖြစ်တဲ့ပါဟန်ကတ်မှာတနက်သမားတွေပြစ်ခတ်မှုကြောင့်အိန္ဒိယခီးတော်အများစုပါဝင်လူ26ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။တိုက်ခိုက်မှုတွေအိန္ဒိယကချက်ချင်းနဲ့ပါကစ္စတန်ကိုပြစ်တင်ပြီးဆွတ်ဆွတ်ချက်တွေကိုပါကစ္စတန်ကလည်းညှင်းပါတယ်။နိုင်ငံတကာအစိုးရစေမှုမှာပူပေါင်းလုံဆောင်မယ်လို့ကမ်းလှမ်းပါတယ်။ဒီကလန်ချက်ကိုအိန္ဒိယကနင်းပါလေ။နိုင်ငံလုံးကဒုံးကြီးဒုံးတွေတက်လိနေတဲ့၃လရက်တာစစ်ပွဲတွေဖြစ်ခဲ့ပါလေ အဲ့တော့အမေရိကန်သမားထရန့်ကဂျောင်းဝင်ဆက်ဆက်ပေးတဲ့ဆိုတဲ့ပြည့်စုံမှုနောက်ပိုင်းနိုင်ငံခြားပြည်ပကရဲစဲသွားတာဖြစ်ပါတယ်။